ကားလောကမှာလူပြောများနေတဲ့ SUV ဆိုတာဘာလဲဒီကိုအရှိောက်ဆိုရင် sport utility vehicle လို့အတိပေးရပါတယ်။မြန်မာလိုနားလည်အောင်ပြောရရင်တန့်ခိုင်ပြီးပတ်စုံသုံးလို့ရတဲ့ကားပုံစံမျိုးဖြစ်ပါတယ်။ SUV ကကားရဲ့အစားပေါ်မူတည်ပြီးအမျိုးအစားရအများကြီးရှိပါတယ်။ mini SUV, compact SUV, mid-size SUV, full-size SUV, extended-size SUV ဆိုပြီးတော့အမျိုးအစားရအများကြီးရှိပါတယ်။ mini SUV မှာဆိုရင် Mitsubishi Pajero Aio လိုမျိုးကားတွေပါဝင်ပါတယ်။ mini SUV ရာဆိုရင် SUV ထဲမှာတော့အသေးဆုံးကားတွေဖြစ်ပါတယ်။ compact SUV တွေက mini SUV တွေထက်အနည်းငယ်ပိုကြီးပြီးတော့တင်လက်ပါတယ်။ Toyota RAV4, Lexus NH, Honda CR-V, HR-V, Nissan X-Ray လိုကားမျိုးတွေက compact SUV ကားတွေထဲမှာပါဝင်ပါတယ်။ Nissan SUV ကတော့ compact SUV ထက်အနည်းငယ်ပိုပြီးတော့ကြီးလာပါမယ်။ Nissan SUV မှာဆိုရင် Toyota Clio က Toyota Harrier, Foxconn ID4 င်းကြီးဝင်နိုင်စတဲ့ကားတွေပါဝင်ပါတယ်။ကုစား SUV ကတော့ mid-size SUV ထက်အနည်းငယ်ပိုကြီးပါတယ်။ Lexus GH series, LA series, Toyota Land Cruiser စတဲ့ကားတွေပါဝင်ပါတယ်။ external SUV ကတော့ full size SUV ထဲပို့ရှိပါတယ်။ US မှာအသုံးများတဲ့ Lincoln Navigator ကတော့ external SUV ထဲမှာပါဝင်ပါတယ်။ Auto Dynamic Have